ဆက်ဖက်မြင်များအားလုံးပဲမင်္ဂလာပါရှင်အနီးရဲ့ channel လေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့ video လေးကတော့အနီးရဲ့ကိုပိုင်အတွေ့အကြုံလေးတွေကိုဝေမျှပေးသွားမယ် video လေးဖြစ်ပါတယ်အနီးရဲ့ဘဝကိုပြောင်းလဲသွားစေခဲ့တဲ့လှုပ်ဝက်နေ့တစ်ခုကိုဝေမျှပေးသွားမှာဖြစ်ပါတယ်လွန်ခဲ့တဲ့6နှစ်ကစပြီးတော့မှအနီးက Facebook မှာ Alicien ဆိုတဲ့နာမည်နဲ့ page လေးတစ်ခုကိုစပြီးတော့တည်ထောင်ခဲ့ပါတယ် လူငယ်6နှစ်ကဒီနေ့အထိအနေတရက်မပြတ်ပေါ့နော်အနေ Facebook page လေးမှာဆိုရင်စိတ်ဆွရင်အကြောင်းနေ manifestation အကြောင်းနေကိုရဲ့ဘဝကိုကိုယုံကြည်ချက်ရှိစွာနဲ့တည်ဆောက်ခြင်းနေလောကရဲ့အလယ်မှာစစ်မှန်တဲ့ကိုယ့်ရဲ့ပုံစံကိုရှာတွေ့စေမဲ့နီလန် tips တွေအများကြီးကိုဝေမျှပေးခဲ့မှုပါတယ်ဆိုတော့တကယ်တော့နောက်ကြောင်ပြန်သွားရမယ်ဆိုရင်အနေ2020ခုနှစ် page ကိုစပြီးတော့တည်ထောင်ခဲ့တဲ့အချိန်မှာအနေမှာဒီလောက်အထိ confident မရှိဘူးယုံကြည်ချက်မရှိဘူး ပိုင်ဆိုင်မှုဆိုတာလည်းဘာမှမရှိသေးဘူးအဲ့အချိန်တော့အနေဝေမြနေအဲ့အချိန်တော့အနေဝေမြပေးနေခဲ့တဲ့အရာတွေကတကယ်လည်းအနေရဲ့ဘဝကိုအများကြီးကြောင်းလဲနိုင်စွမ်းနေတယ်မရှိနေသေးပါဘူးဆိုတော့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုဖယ်မင်းများက အဲအနီကိုလွန်ခဲ့တဲ့6နှစ်လောက်ထဲက follow ထားတဲ့သူတွေဆိုလို့ရှိရင်တော့သိပါလိမ့်မယ်။အရင်တုန်းကပေါ့နော်အနီပုံစံကဘလို့လဲစကားပြောတဲ့ပုံစံကအစပြောင်းလဲသွားတာရောက်နေတဲ့ပတ်ဝန်းကျင်အနေထားတွေကအစပြောင်းလဲသွားတာအများကြီးကိုမြင်ရလိမ့်မယ်။အနီရဲ့ video အဟောင်းလေးတွေကိုလည်းပဲအနီ description box ထဲမှာ link လေးတွေပြန်ချပေးထားတယ်။ပြန်ကြည့်ပြီးတော့နှိုင်းရှင်ကြည့်လို့ရပါတယ်။ဘာတွေပြောင်းလဲသွားလဲဆိုတာကိုတိတိကျကျတွေ့ရမှာပါ။ ဆိုတော့အခုအနေဒီနေ့ဒီချိန်ဒီနေရာမှာဝေမျှပေးနေတဲ့အကြောင်းကတော့အနေကိုတိုင်းကကိုရဲ့ဘဝမှာအတုံးချပြီးတော့ပြောင်းလဲနိုင်ခဲ့တဲ့နိလန့်နေဖြစ်ပါတယ်။လူငယ်6နှစ်လောက်9နှစ်လောက်တုန်းကဝေမျှပေးနေခဲ့တဲ့အရာတွေကကိုရိုင်းကတော့ဒီအရာတွေကိုသိတယ်။ဒါပေမဲ့ကို့မှာ တိတက်ထင်ရှားတဲ့ပြောင်းလဲခြင်းတွေဘာမှမရှိနေသေးတဲ့အချိန်ကာလတွေဖြစ်တယ်။အခုကတော့အနေကတကယ်ကိုရဲ့ဘဝကိုပြောင်းလဲသွားနိုင်ပြီဖြစ်ပါတယ်နော်။အဲ့တော့အနေကဒီလှုပ်ဝက်ချက်လေးတစ်ခုကိုစပြီးတော့ဝင်းမြပေးခြင်းနေ။အနေကဘဝကိုပြောင်းလဲသွားစေနိုင်တဲ့အကြီးမားဆုံးလှုပ်ဝက်ချက်ကတော့ဂျေစုတရားဖြစ်ပါတယ်။ အဲ့ဂျေဆူဒီဟာလို့ပြောလိုက်တာတဲ့ဟာလာပြန်ပြီ another trend တခု another stereotype တခုလာပြန်ပြီပေါ့နော်လူတိုင်းကဒီအကြောင်းပဲထက်ခါတလဲလဲပြောနေတယ်ဂျေဆူတင်မှာကောင်းတဲ့စိတ်ကလေးထားပါ positively တွေးပါကောင်းတဲ့အတွေးလေးတွေးပါစိတ်ကောင်းကောင်းထားပါဒါတွေပဲလူတွေကတိုက်တွန်းနေတယ်တကယ်တမ်းလုံးကြည့်လိုက်တဲ့အခါကျတော့လေကိုယ့်ရဲ့ဘဝမှာတိတာထင်ရှားတယ်ပြောင်းလဲခြင်းနေတယ်ဘာမှမဖြစ်လာဘူး ကိုကောင်းအောင်နေတယ်ကောင်းတဲ့စကားတွေပြောတယ်ကောင်းတဲ့အတွေးတွေတွေးနေတယ်ဒါပေမဲ့ကို့ဘဝမှာကျတော့ကောင်းတာတွေပြန်ဖြစ်မလာဘူးဆိုတဲ့အချိန်တွေရှိခဲ့ပူကြလိမ့်မယ်ဒါလူငယ်6နှစ်9နှစ်ကအဲ့ဒီကြုံခဲ့ရတာ ਨੇ တထက်သေးပါပဲအဲ့တော့ငါဆိုရင်အဲ့ဒီဂျေစုတရားကိုစိတ်အားထက်သန်စွာနဲ့ယုံကြည်တယ်တတ်ဝင်တယ်ဒါပေမဲ့လေအဲ့ဒီဂျေစုတရားကကို့ဘဝကိုပြောင်းလဲပေးနိုင်တဲ့ တက်တေတစ်ခုကိုပြပါဆိုလို့ရှင်တော့ပြစီရမယ်ရှိခဲ့တဲ့အချိန်လေးဖြစ်ပါတယ်အခုတော့ဒီကယုံကြည်ချက်ရှိစွာနဲ့ပြောနိုင်နေပြီဖြစ်ပါတယ်အနည်းတော့ဂျေစုတရားတွေစပြီးတော့ပေးတဲ့အချိန်မှာဘယ်တော့မှကိုယ့်ရဲ့ဘဝချက်ချင်းလက်ငင်မပြောင်းလဲပါဘူးဒါပထမ secret တစ်ခုပါလုံးရဲ့ထောင်းနေလောက်တည်းအနီး sharing လုပ်လာခဲ့တယ်ပြောလာခဲ့တယ်ကိုကိုရိုင်းကျင့်သုံးလာခဲ့တယ်28ရက်ဂျေစုတရား၄ကျင့်စင်နေဝင်လာတယ်အနီးကိုရိုင်းလက်သူများတွေကိုပြန်ပြီးဝေမျှတယ်ဒါပေမဲ့ငွေကြေးပိုင်းဆိုင်ရာအရာမှလည်း များကြီးတွတ်တက်ပြောင်းလဲတာကြီးမရှိသေးဘူး။အနေနေနေရတဲ့ပတ်ဝန်းကျင်အခြေအနေတွေဟာလေဒီလောက်ကြီးသည့်မဖြစ်နေသေးဘူး။ကိုယ့်ရဲ့စိတ်ထဲက dream house လိုမျိုးအနေမရောက်နေသေးဘူး။ကိုယ့်မှာကိုယ်ပိုင် organ ဆိုတာမျိုးလည်းဘာမှမရှိနေသေးဘူး။အခန်းထောင်လေးရဲ့တနေရာမှာကိုယ့်စပွဲလေးနဲ့ကိုနော်အဲအနီမမီတလောက်ဆိုလို့ရှိရင်အနီရဲ့ပထမဆုံးအလုတ်စပွဲဆိုတာခုံပုလေးတစ်ခုနဲ့တကားရဲ့နောက်ကနေရာလေးမှာအနီစပြီးရောမှာ Alicia page မှာတင်ဖို့ post တွေဘောနော် content တွေကိုအနီရေးခဲ့တာဘောနော် ော့ gratitude ဆိုတာကပထမအိုးဆုံးအနေနဲ့အနေရောရဲ့ဘဝကိုချစ်ခြင်းလည်းငင်ပြောင်းလဲမှုမပေးနိုင်သေးဘူး။အဲဆိုအနေရောတွေဒီလိုချင်တဲ့စံဓာတ်တွေအရင်များတယ်ဆိုပေမဲ့ဒီစံဓာတ်တွေကိုလက်ခံယူနိုင်တဲ့အရေးအချင်းကမပြေဝစားသေးပါဘူး။ မင်းကလိုချင်တာတွေအများကြီးရှိတယ်။လိုချင်တာတွေကိုရအောင်လုပ်ချင်တဲ့စိတ်အားထက်သန်မှု motivation နဲ့အပြည့်ရှိတယ်။ကိုလုံးနေတဲ့အရာလေးအပေါ်မှာလည်းယုံကြည်ချက်အပြည့်ဝရှိတာတော့မှန်တယ်။ဒါပေမဲ့လည်းကိုလိုချင်တဲ့ဆန္ဒတွေကိုလက်ခံနိုင်လောက်တဲ့အရေးအချင်းမပြည့်ဝသေးဘူးဆိုတဲ့စကားမျိုးကိုပြောခဲ့ပူတယ်။အဲ့တော့ကိုကဂျေစုတရားလေးကျင့်နေတဲ့အခါမှာဒီလိုစကားမျိုးပြောလိုက်ရတော့ကိုစိတ်ထဲမှာသွားသားထွက်တာပေါ့။ဟာငါဒီလောက်လုပ်နေတဲ့တာနဲ့ငါ့ကိုအရေးချင်းမပြည့်ဝသေးဘူးလို့ပြောတယ်။ဘယ်လိုအရာတွေကငါ့အတွက်လိုအပ်နေသေးတာလဲ။ So gratitude trigger awakening gratitude ကအနေတော့ awakening တွေကိုဖြစ်စေတယ်ကျေးဇူးတရားပွားများနေရင်းနဲ့ပဲကောင်းတာတွေလာရမယ်အစားတင်ငန်းစာတွေအရင်ဆုံးလာပါလိမ့်မယ်။အဲ့တင်ငန်းစာ awakening ကာလကိုတောက်ခံပြီးတော့ကြော်ဖြတ်ဖို့လိုတယ်။အဲ့တော့ယေရှုတရားကအနိရောဘဝကိုလက်တွေ့ပြောင်းလဲမှုတွေပေးနေတဲ့နေခြင်းစဉ်ဖြစ်တယ် လက်တွေပြောင်းလဲမှုတွေသူကဖြစ်စီတာလက်တွေပြောင်းလဲမှုတွေဖြစ်စီဖို့အတွက်အနေရောရဲ့ဘဝမှာ changes တွေပြောင်းလဲခြင်းတွေလာကိုလာရလိမ့်မယ်အဲ့တော့တချို့ကဂျေစုတရားပေးတယ်ဂျေစုတရားပွားများအထုတ်တယ်ကောင်းတာတွေကိုပဲလာစီခြင်းတဲ့ expectations တွေအများများတယ်ဟာငါဂျေစုတရားပေးနေပြီကောင်းတာတွေပဲလာရမယ်ကောင်းတာတွေပဲဖြစ်ရမယ်ဒါပေမဲ့တကယ်တမ်းကျတော့ကောင်းတာတွေမလာဘူးကောင်းတာတွေမဖြစ်တော့အနေရောကဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ စိတ်ထဲမှာယုံကြည်မှုတွေအားနေလာတယ်။ဒါယူဆက်မလုပ်ချင်တော့ဘူး။ဟာလုပ်လေအပိုပဲ။ငါဆက်လုပ်စရာမှမလိုတော့တာ။ငါကောင်းနေအောင်နေလဲ။ငါပတ်ဝန်းကျင်ကကောင်းမှမကောင်းတာ။ငါနေထိုင်နေတဲ့ကဘာကြီးကကောင်းမှမကောင်းတာ။ဘာလုပ်ရမှာလဲကွာဆိုပြီးဆက်မလုပ်ကြတော့။အဲ့ချိန်မှာအနေတော့ကဘာဖြစ်လဲဆိုပြီးကိုဘွားဟောင်ပြောင်းလဲနိုင်မယ်။အခွင့်အရေးကြီးကလုံးဝဆုံးရှုံးသွားတဲ့အချိန်ပဲဖြစ်တယ်။ဆိုအနေကဒီဗီဒီယိုကြည့်နေတဲ့ Soul Family များကိုအနေပေးချင်တဲ့ message တစ်ခုရှိပါတယ်။ ်ယေစုတရားကအနေရောရဲ့ဘဝကိုပြောင်းလဲစေမှာမှန်တယ်ယေစုတရားကြီးကိုလိုချင်တဲ့အရာရာမှန်သမျှကိုဖြစ်မြောက်လုပ်ပေးနိုင်လိမ့်မယ်ဒါပေမဲ့ယေစုတရားကပေးတဲ့တင်ငန်းစာကိုအရင်ဆုံးကြော်ဖြတ်နိုင်ဖို့လိုပါတယ်ယေစုတရားကနေပြီးတော့အနေရောကိုလိုချင်တဲ့စန္ဒာတွေလက်ခံနိုင်လောက်တဲ့အရေးချင်းမျိုးတွေဖြစ်တဲ့အချိန်မှာကိုကအဲ့ဒါကိုအပြည့်ခံနိုင်ရမယ် ဒါကအမတအရေးကြီးတယ်ဆိုတော့အနေအပေါ်မှာလည်းအနေကျေးဇူးတရားစပေးတယ်ဆစကျွန်မဘာမှမပြောလဲဦးကျွန်တော်ပဲကံကောင်းစင်တည်တည်မွမွလေးတဲ့တော့စပြီးရောက်လာတယ်ပေါ့နော်စိတ်ကလေးရာလည်းပို့ပြီးပျော်ရွှင်လာတယ်ပော့ပါလာတယ်ပြီးလဲပြီးတော့ဘာဖြစ်လဲဆိုတော့အနေရဲ့ဘဝတွေကိုတင်ငန်းစာကြီးဒေါက်လျှောက်ဝင်လာတော့တယ်ပထမဆုံးဖြစ်ခဲ့တာကဘာလဲဆိုအနေရဲ့ပထမဆုံးဖြစ်ခဲ့တဲ့အရာကဘာလဲဆိုတော့တငယ်ချင်းနေနေအနေကြားထဲမှာ break up ဖြစ်သွားတယ် တငယ်ချင်းတွေနဲ့ကိုနေကြားထဲမှာကွဲကွာမှုတွေစပြီးဖြစ်လာတယ်။ကိုချစ်ရတဲ့သူနဲ့ကိုနေကြားထဲမှာကွဲကွာမှုတွေစဖြစ်လာတယ်။ဆိုတော့အဲ့ချိန်တော့ so family ဆိုတည်ပါလိမ့်မယ်။အနီစပင်အနီရောင်လေးစိုးထားတဲ့အချိန်။အဲ့ချိန်ကလေအသေးတွေကွဲနေတဲ့အချိန်ဖြစ်တယ်ပေါ့နော်။ဆိုတော့အဲ့လိုအသေးတွေကွဲတယ်။မိသားစုရဲ့ကြားထဲမှာမိသားစုပြက်တနာတွေအရန်ဖြစ်တယ်။ငွေချင်းနဲ့ပတ်သက်ပြီးရခါမှာတော့ငွေတော့ဝင်တယ်။ဒါပေမဲ့လည်းအဲ့ဒီဝင်ငွေနေတဲ့ ဒါပေမဲ့လည်းငွေချင်းနဲ့ပတ်သက်လာလို့ရှိရင်ပူပန်စစ်ရလဲပါနေတယ်။အော်ငွေရတော့ဝင်တယ်။ဒါပေမဲ့ကိုမှန်းထားတဲ့ပမာဏမဟုတ်ဘူး။လက်ထဲမှာကြာကြာမခံဘူး။ငွေရပြန်ပြန်ကုန်သွားတယ်။အလုတ်ကင်ဆိုလို့လည်းမင်းမင်းရရမရှိနေဘူး။ကိုလုံးနေတဲ့အလုတ်ကလည်းဖြစ်ဖြစ်ထွန်းထွန်းအအောင်မြင်မြင်မလာသေးဘူး။အဲ့ချိန်တော့ဆိုအနေအရင်စိတ်ထဲမှာကိုကိုကိုအားမလို့အားမရရအများကြီးဖြစ်တယ်။အနေတင်လိုက်တဲ့စာလေးတွေ like me out follow me out တခါတလေကြာရင်ကိုနဲ့အမြင်မတူတဲ့လူတွေရပါဝင်လာပြီးတော့မှအာရေးတာကိုလက်မခံဘူးဆိုပြောတာကြီးပါခံရတယ်အဲ့ချိန်မှာငါကကောင်းတာတွေဝင်းမြပေးနေရဲ့ဒါနဲ့ဘာဖြစ်လို့များငါဒီမအောင်မြင်နေရတာလေဘာဖြစ်လို့များငါကိုဒီလိုတိုက်ခိုက်ချင်တဲ့လူတွေလာရတာလဲဆိုရဲအတွေးတွေစပြီးရောဝင်လာတယ်ဒါပေမဲ့အနေဘာလို့လဲခေါင်းမမလဲကျေးဇူးတရားကိုဆက်ရေးတယ်ဆက်ရေးမယ်တနေ့မှာငါဖြစ်ချင်တဲ့အိမ်မက်ဒီငါစီကိုရောက်ကိုရောက်လာလိမ့်မယ် ဒီလိုနဲ့ပဲအနေဘာဖြစ်လဲဆိုတော့ဂျေစုတရားတွေကိုဆက်ပြီးတော့ရေးတယ်အလုပ်လည်းအလုပ်ကိုင်းဝင်ဝင်လဲမမဲရရလည်းမရှိနေဘူးကိုယ့်ရဲ့ page တွေကလည်းအရင်အအောင်မမြင်မဖြစ်နေသေးဘူးသူ့ flow တွေနဲ့သူတော့တွားနေတယ်ပေါ့နော်အဲ့ဒီအချိန်မှာအနေ gratitude camp တွေကိုပေးတယ်လာရလူပဲနှစ်ယောက်ရှိတယ်10ယောက်ကနေ9ယောက်ကအများဆုံးပဲလာတယ်ဟုတ်ပြီ10ယောက်9ယောက်ဆိုလဲဒါငါလုတ်ပေးနိုင်တော့အကောင်းဆုံးလုတ်ပေးမယ်ဆိုရဲစိတ်နေပဲအနေအဲ့တော့ gratitude camp လေးတွေလည်းဆက်ပြီးတော့ run နေ အဲ့တော့အနည်းဘဝရဲ့အချိုးကွေးကဘယ်ချိန်မှရောက်လာခဲ့တလေဆိုတဲ့ခါကျတော့အနည်းအိမ်အစ်ကလေးကိုပြောင်းပြီးရဲ့နောက်မှာအနည်းဂျေဆုတရားနဲ့ပတ်သက်တဲ့ challenge တစ်ခုကိုလုပ်တယ်ကိုကိုရိုင်လည်းလုပ်တယ်သူများလည်းလုပ်တယ်အဲ့ဒီချိန်မှာအနည်းကိုကိုကိုစိန်ခေါ်မှုတရက်ပေးလိုက်တယ်ငါအတွက်လုပ်ဖို့အခက်ခဲဆုံးအရာတွေကဘာလဲဆိုတာကိုကြည့်လိုက်တယ်ငါကြောက်နေတဲ့အရာတွေကဘာလဲဆိုတာကိုဆွဲထုတ်လိုက်တယ်ငါကြောက်နေတဲ့အရာကိုငါဂျေဆုတရားနဲ့ကြော်သွားရမယ်။ငါမလုံနိုင်တဲ့အရာကိုငါဂျေဆုတရားနဲ့ကိုကိုကိုစင်ခေါ်ရမယ်။ ဒါမှငါဟာအရေးချင်းပြည့်မီမှာဖြစ်တယ်ဆိုရယ်စိတ်မျိုးရောက်လာတယ်။လက်ထဲမှာပိုင်ဆိုင်ထားနေတဲ့အရာလေးတွေကိုကျေစွတရားပွားများတဲ့ချင်းကလည်းငါအတွက်ကောင်းနေ။ဒါပေမဲ့ငါဒီ comfort zone လေးတွေကနေထွက်နိုင်ဖို့ကြိုးစားနေတာ။ငါရဲ့ဘဝကိုတစင်မြင့်တင်ဖို့ကြိုးစားနေတာ။ဒါဆိုလို့ရှင်တော့ငါဒီကျေစွတရားကိုထိုင်ပေးနေုံနဲ့မရတော့ဘူး။လက်တွေ action တွေယူရတော့မယ်ဆိုရဲစိတ်မျိုးနဲ့ဘာလို့လဲဆိုတော့အနေအတွက်အဲ့ချိန်တော့ကကြောက်နေတဲ့အရာငွေကြေးနဲ့ပတ်သက်ပြီးတော့အနေမှာ fear ရှိတယ် ပြောရင်တော့ခိုင်မာတဲ့ဝင်ငွေတစ်ခုမရမှအောင်စိုးရိမ်တယ်။ငါကလစဉ်လာတိုင်းမှာအနေအဲ့တော့ကနော်ဒါအနေရဲ့ experience ကိုအပွင့်နဲ့ဆိုဝေမျှပေးတာဖြစ်တယ်။အနေရဲ့ soul family များအတွက်လည်းပြောင်းလဲခြင်းတွေဖြစ်စေမယ်လို့လည်းအနေယုံကြည်နေတယ်။လွန်ခဲ့တဲ့6နှစ်လောက်တော့ကအနေ gratitude camp နေစပေးရဲ့အချိန်မှာအနေရဲ့စိတ်ထဲမှာဘာဖြစ်ချင်လဲဆိုငွေကြေးပတ်စံကိုပို့ပြီးတော့စဉ်းစားမိနေတယ်။အော်ငါလူတွေနဲ့ချိတ်ဆက်ပြီးတော့ကျေးဇူးတရားပေးနိုင်ရမယ်ဆိုတာအထက်ကိုပါ။ ဟာဒီတစ်ခေါက်ခဲမကနေပြီးတော့မှငါမျောလင့်ထားတဲ့ဝင်ငွေလေးဝင်လာရင်ကောင်းမယ်တင်နန်းသားမြမြလာရင်ကောင်းမှာပဲဆိုရဲစိတ်နဲ့โอเคအဲ့တော့ငါကြောက်နေတဲ့အရာငါရှာတွေ့တော့ပြီငါလုံးနေရဲ့အလုပ်ပေါ်မှာငါကိုရဖို့အတွက်ကိုပဲပို့တွေးနေမိတာပဲမရမှာကိုငါကြောက်နေခဲ့တာပဲကိုပေးနိုင်တာကိုမကြည့်နေပဲနဲ့မရမှာကိုကြောက်ပြီးတော့အဲ့မရမှာကိုကြောက်တဲ့စိတ်နဲ့ကျေးဇူးတရားရေးစုပေးနေခဲ့တာ တင်နန်းတော်ရေအများကြီး join နေအတွက်ကျေးဇူးတင်ပါတယ်ငါရဲ့ family ကလည်းဝင်ငွေတွေအများကြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုငါရဲ့ gratitude ကအကြောက်တရားကနေလာနေတာအဲ့တော့ငါကအရေးချင်းမပြည့်မီသေးတာပဲဆိုရယ်စိတ်နဲ့အဲ့ဒီ gratitude ကိုခက်နေမဖွင့်တော့ခက်နေစက်မဖွင့်တော့မယ်နဲ့အဲ့ဒီဘာလုပ်လဲ free challenge တွေစပြီးတော့ပေးတယ် okay အဲ့ဆိုငါ free လုပ်ကြည့်မယ်ငါရဲ့ capacities ကိုငါမြင့်တင်ပါရမယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့စိတ်ထဲကနေထုတ်လိုက်တယ်ဒါကငါစိတ်ထဲမှာမထားတော့ဘူးငါဘာရမလဲမတွေးတော့ငါဘာပေးနိုင်မလဲဆိုတော့ဟိုတွေးလိုက်တယ် တွေးလိုက်ပြီးရနောက်မှာအနီး credit ကျုပ်ခဲ့မှုနောက်တစ်ခုငါမလုံနိုင်တာပါလေအဲ့ချိန်တော့အနီးကပြင်းတယ်နော်ပြင်းတယ်အဲအလုတ်ကအလုတ်တော့လုတ်တယ်ဒါပေမဲ့တစ်ဖက်ကလည်းပြင်းတဲ့စိတ်ကိုမတွန်းလှန်လာဘူးမနဲ့ဆိုလို့ရှင်စင်နာကြီးဆက်တနာကြီးလောက်မှအိယာထားတယ်အဲငါညာအလုတ်လို့ရတာပိုကြိုက်တယ်ဆိုတော့ပုံစံမျိုးနဲ့ပေါ့ဒါပေမဲ့ကိုကိုကမဟုတ်သေးဘူးဆိုတော့တည်တယ်အဲ့တော့ငါမလုံနိုင်တာပါလေဆိုတော့ငါမနဲ့ခင်းနေ ਉ မထနိုင်ဘူးပြင်းရှိနေတယ်ကိုကိုကိုညှာနေတယ် အဲ့ဒီ 5am challenge လုပ်လိုက်တယ်မနေ့9နာရီတိုင်းမှာဂျေစုတရားနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကို free တင်ပေးတယ်အဲ့ဒီချိန်တုန်းက join ခဲ့တဲ့ soul family များပါရဲ့လေအဲ့ဒီက comment နဲ့မှာပြောပြပါဦးနော်မမရရမနေ့9နာရီမှာအဲ့ဒီ gratitude ရဲ့ video တွေတောက်လျှောက် upload လုပ်ပေးတယ်အဲ့ဒီ video လေးတွေကတော့အခု copyright မိပြီးတော့ပေါ့နော်နှမျောစွာနဲ့ပဲ YouTube ကဖျက်ချခံလိုက်ရတယ်ဒါပေမဲ့အဲ့ဒီနောက်တစ်ခေါက် free challenge လုပ်ပေးထားတဲ့ series လည်းရှိပါတယ်နော်အဲ့တော့ anyway အနေနဲ့ မနေ့ငါးလိုက်လိုက်ထားအရင်ခက်ခဲခလေးကြရင်မနိုးမနိုးဆိုပေမဲ့အရာတွေကနေပြောခမင်းကနေထားတယ်ဟာငါအသက်တွေးအောင်မယ်ဆိုရဲစိတ်မျိုးနဲ့လောက်ကြလို့မဖြစ်ဘူးဆိုရဲစိတ်မျိုးနဲ့အဲ့ဒီမှာဘာဖြစ်လဲဆိုတက်ကြရတဲ့စိတ်တွေဖြစ်လာတယ်ကိုလုံးတဲ့အလုပ်က meaningful ဖြစ်လာတယ်ငါတခုခု changes ဖြစ်နေပြီဆိုတာသိနေတယ်ဘာဆိုတော့တစ်ဖက်ကကြောက်စိတ်ပါနေလို့ပြီးတော့တတောင့်တတာမဖြစ်နေလို့အဲ့တော့အနေရဆိုဖယ်မီများအခုကျေးဇူးတရားပေးနေရတဲ့အခါမှာငါတတောင့်တတာမဖြစ်နေဘူးလား ာကြောက်စိတ်ကြီးပါနေလားဆန်းစစ်အဲ့ဒါပါနေကောင်းပါတယ်ယေစုတရားရဲ့တဘောကမှန်တယ် patient mindfulness ပေါ့နော်လုံးဝငြိမ်းချမ်းနေတယ်ပျော်ရွှင်နေတယ်ပော့ပါနေတယ်ဒါပေမဲ့ comfort zone လေးထဲမှာဖြစ်နေရလားဆန်းစစ်ကြီးပါအဲ့ဒါကို꿰ပြစာတိဖို့လိုတယ်အဲ့တော့အနေနဲ့28ရက်ကို free challenge တွေပေးတယ်28ရက်ကို free challenge တွေပေးပြီးတော့တဲ့အခါကျတော့အနေဘာဖြစ်ပါလဲအနေဘက်မှာ shift တစ်ခုဖြစ်သွားတယ်တရက် မနက်ခင်9နာရီလောက်ကြီးအနေထပြီးတော့အလိုပဲပုံမှန်တိုင်းပဲပေါ့ gratitude နဲ့ပတ်သက်ပြီးတော့ video တွေ့မယ်ဆိုရဲအချိန်မှာအနေရချစ်ရတဲ့ဆရာမမွန်ဟော်စီနော်စာရေးဆရာမ teacher မွန်ဟော်စီကအဲ့ဒီ post တွေကို share ထားတယ်အဲ့ဒီတော့အတိအမှတ်ပြုပေးတယ်အပရီရှိတ်လုပ်ပေးတယ်ဆိုတာလေးကို share ထားတယ်ပေါ့နော် ဝမ်းမြောက်ဝမ်းသာဖြစ်တယ်ကြည်နူးတယ်အော်ငါရဖို့မတွေးပဲနဲ့ငါပေးနိုင်တာလေးကို focus ထားလိုက်တဲ့အချိန်မှာလူရီယာငါ့ကိုပို့ပြီးတော့အတိတ်မှတ်ပြူတာပါလားဆိုတဲ့အတွေးလေးတစ်ခုကိုလည်းအနည်းအဲ့ဒီမှာညံလေးပွင့်သွားခဲ့တယ်ဒီချမွန်ရဲ့ကျေးဇူးကိုလည်းဒီဘရောမမမေ့ဘူးဒီချမွန်ကြောင့်မယ်အနည်းရဲ့ page ကိုလူရီယာပို့တိလာတယ်အနည်းကိုပို့ပြီးတော့စိတ်ဝင်စားလာကြတယ်အဲ့ဒီ gratitude free camp လေးတွေကို live လုပ်ကြတယ်တကယ်ပြောင်းလဲသွားတဲ့ feedback တွေပြန်လာတယ်ဆိုတော့ကိုကိုရိုင်းတော့မတောင်းမင်းနဲ့ အစပေါင်းများစွာပို့ရလာခဲ့ပါတယ်။ဒါပေမဲ့အဲ့ချိန်ကိုရောက်ဖို့ရင်းလိုက်ရတဲ့အချိန်ကတော့၄နှစ်။လင်းတင်ရင်းလိုက်ရတာပါ။2020ကစခဲ့တယ်။အနည်းငယ်အတိမတ်ပြုခံရတဲ့နှစ်က2024ခုနှစ်မှာစပြီးအတိမတ်ပြုခံလိုက်ရတာဖြစ်ပါတယ်။အဲ့တော့၄နှစ်ဆိုတဲ့အချိန်ကမနှေးပါဘူး။ရပောင်းတထောင်ကျော်ရပောင်းတထောင်ကျော်နေပါဘူးတောက်ခဲ့ပြီးရနောက်ကြမှာပဲ ဂျေစုတရားတဲ့ကိုဘွားကိုပြောင်းလဲနိုင်ခဲ့တယ်လို့အနေအားယုံကြည်ချက်ရှိစွာနဲ့ပြောနိုင်ခဲ့တယ်။အဲ့နောက်ပိုင်းမှာနေတိလာတဲ့အရာကြီးအများကြီးဖြစ်လာတယ်။အော်ဂျေစုတရားကတကယ်ကိုကိုဘွားကိုပြောင်းလဲနိုင်စေခဲ့တာပါလား။ဒါပေမဲ့ငင်ငင်လေးထိုင်ပြီးတော့ငါလိုချင်တာရောက်လာပါစေရောက်လာပါစေဆိုရဲစိတ်မျိုးနဲ့ဂျေစုတရားပွားများနေရမှာတော့မဟုတ်ဘူးပဲ။ဂျေစုတရားတို့နဲ့ကိုဘွားကိုပြောင်းလဲတဲ့အခါမှာအနေတို့မှာဂျေစုတရားပွားများပုံပွားများနေနေရှိပါတယ် အဲ့ဒါဒီ big secret ဖြစ်ပါတယ်ယေရှုတရားပေးလိုက်ပါဆိုတာတဲ့အဲ့ဒီတော့ယေရှုတရားကြီးပေးလိုက်ပါကိုယ့်ဘဝပြောင်းလဲသွားလိမ့်မယ်လို့ပြောထားကြတယ်ဒါပေမဲ့တကယ်တမ်းလိုက်လို့တဲ့အခါမှာမပြောင်းလဲလို့ဆိုတာယေရှုတရားပေးဖို့ပေးနေတယ်ကအများကြီးရှိနေလို့ပါအဲ့ဒီကဒီနေ့အဲ့ secret အဲ့ဒီဘဝကိုတကယ်လက်တွေ့ပြောင်းလဲသွားစေနိုင်တဲ့ secret ကိုဝေမျှပေးမယ်ပထမအဆုံးကအဲ့ဒီလိုယေရှုတရားပွားများတဲ့အခါမှာကမိမိရဲ့လက်ရှိပုံစံကိုယေရှုတရားပွားများတဲ့ခြင်းဖြစ်ပါတယ် ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကိုယ့်ရဲ့လက်ရှိအနေအထားကိုဂျေစုတရားပွားများပါကိုမကြိုက်တဲ့အရာတွေကနေစပြီးတော့ဂျေစုတရားပွားများတဲ့အောင်လေ့ကျင့်ပါပြစ်ဆုံးပန်အချိန်မှာကိုကိုကိုကနေစပြီးဂျေစုတရားပွားများပါကိုဘေးဘက်ဝင်းကျင်ကိုကြည့်လိုက်ပါကိုကြိုက်တဲ့အရာလေးတွေရှိရဲကြိုက်တဲ့အရာလေးတွေကိုချစ်တဲ့သူလေးတွေကိုမကြိုက်တဲ့အရာတွေကိုမချစ်တဲ့သူတွေကိုလည်းယေရှုတရားစပြီးပွားများပါအဲ့ဒီအစင်က foundation ဖြစ်ပါတယ်เนาะ foundation ဖြစ်တယ် အနည်းတော့က mistake တခုအမှားတခုလုပ်ခဲ့တယ်အဲ့ဒါဘာလဲဆိုအနေအားကျေစုတရားနဲ့ဘာ foundation မှမချရသေးခင်မှာတမ်းပြီးတော့ကိုလိုချင်တာတွေကိုကျေစုတရားနဲ့ချိတ်ဆက်မိတာပါအမအနေအဲ့တော့တလာဝင်ငွေတိန်းတရာရချင်တယ်ပေါ့အဲ့တော့ငါဝင်ငွေတိန်းတရာရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်လို့အာရုံပြုရဲလက်ထဲမှာရှိတဲ့ပတ်စံကိုနေကျေးဇူးမတင်ဘူးလက်ထဲမှာရှိနေတဲ့ပတ်စံနဲ့ပတ်သက်လို့စိတ်ထဲမှာမရှိဘူးသဘောမကျဘူးမကြိုက်ဘူးဒီခုလက်ရှိငွေကြေးပတ်စံမဝင်တဲ့အခြေအနေယူရဲလုံးဝမကြိုက်ဘူးအဲ့တော့အဲ့ဒီအခြေအနေယူရနေရမတွေးချင်ဘူး မတွေးခြင်းမဲနဲ့ဂျေစုတရားတော့ပွားများနေတယ်နော်ဒါပေမဲ့ကိုမကြိုက်လဲဆိုပြီးတော့အခြေအနေကြီးကိုအနေစိတ်ထဲမှာမထည့်ပဲနဲ့အော်ငါတိမ့်တရားရလို့ဂျေစုတင်နေဆိုတော့ပဲထိုင်ပြီးတော့ဂျေစုတရားပွားများနေတယ်ဘာမှမဖြစ်လာဘူးအဲ့တော့လက်ရှိမှာကိုယ့်ရဲ့လက်အထဲမှာတရားပဲရှိရှိနှံ့ရပဲရှိရှိအဲ့ဒါကိုလိုက်လိုက်လဲလဲဂျေစုတင်ပါအကျွေးရှိနေလားအကျွေးရှိနေရဆိုတော့အဲအကျွေးရှိနေခြင်းကလေပြောဂျေစုတရားကိုဘလို့ဆွဲထုတ်လို့ရတယ်တင်ငန်းစာတွေဆွဲထုတ်လို့ရတယ်လေ။အော်ငါအဲ့ချိန်တုန်းကအကျွေးတွေပေးလိုက်မိတယ်။ အကျွေးတွေယူလိုက်မိတယ်အဲ့တော့ဒါငါအတွက်တင်ငန်းစာပဲဒါကြီးကိုငါထိုင်ပြီးတော့ပူဆွေးပြီးတော့စိတ်ဆင်းရဲနေလို့ဘာမှပြောင်းနိုင်မှာမဟုတ်ဘူးအဲ့တော့ငါရခဲ့တဲ့တင်ငန်းစာကိုကျေစုတင်တယ်ဒီဟာကိုငါဖြည့်ရှင်းနိုင်မှာကိုလေကိုကိုကိုယုံကြည်မှုတွေအပြည့်ရှိနေတယ်လို့စိတ်ထဲမှာစပြောလိုက်ပါကုံသွားခဲ့တဲ့ငွေတွေအကြောင်းရှိလို့ကုံသွားခဲ့တာဒီငွေတွေအပေါ်မှာလေငါ့စိတ်ထဲမှာပူဆွေးတော့ကမရောက်နေဘူးနှမျောတတမဖြစ်နေဘူးအတိတ်ပဲရှိစွာကုံသွားခဲ့တဲ့ငွေတွေကိုငါကျေစုတင်တယ် အစပေါင်းများစွာပြန်ဝင်လာဖို့အတွက်လမ်းကြောင်းဖွင့်ပေးလိုက်နိုင်ခဲ့တဲ့အတွက်ယေရှုတင်တယ်ဒီလိုစပြီးတော့ကိုယ့်ရဲ့အတွေးတွေကိုပြောင်းပါနံပါတ်၁လက်ရှိပစ္စုပန်ကိုစပြီးတော့ယေရှုတင်ပါကောင်းသည့်ဖြစ်စေဆိုးသည့်ဖြစ်စေလက်ရှိပစ္စုပန်ကိုယ့်ရဲ့အနေအထားကိုယေရှုတင်ပါမိသားစုဝင်နေတဲ့အစင်မပြေနေတဲ့ယေရှုတင်မှာအစင်ပြေနေတဲ့ယေရှုတင်မှာဝင်ငွေရှိတဲ့ယေရှုတင်မှာဝင်ငွေမရှိတဲ့ယေရှုတင်မှာလက်ရှိပြစ်ဆုံးပံကိုယေရှုတင်တက်သွားပြီးပြီဆိုတော့မှဒုတိယအဆင့် ကျေးဇူးတင်တဲ့သွားပြီဆိုရင်တော့အညိုနောက်ထပ်ပုံစံတစ်မျိုးကျေးဇူးတရားပွားများခြင်းကိုဆက်သွားမယ်။အဲ့ဒါကတော့အညိုတို့ action တွေယူတာဖြစ်ပါတယ်။ action ယူတာတကယ်ပြောင်းလဲခြင်းတွေစပြီးလုပ်ပြီ။ဒီခါလေးကျရင်အညိုတို့ကကျေးဇူးရတဲ့တယ်ပြောင်းလဲမှုအတွက်ကြတော့ကြောက်နေတတ်ကြတယ်။ပြောင်းလဲဖို့ကြောက်တယ်။အဲ့တော့အထင်ရောင်းတဲ့ဥပမာဆိုအနေလုခဲ့တာလीပေါ့နော်။အနေကဘာဖြစ်ချင်လဲဆိုတော့အသားရည်တွေကြီးလင်းခြင်းနဲ့ကိုယ်ခန္ဓာကိုယ်ကြီးကျန်းမာခြင်းနဲ့လှပခြင်းနဲ့ဝိတ်ကြီးကျခြင်းနဲ့အဲ့ချိန်တော့ ဒါပေမဲ့အနေကျေးဇူးတရားပွားများတဲ့အခါမှာကျတော့အနေကအဲ့တော့အဲ့တော့အနေကျေးဇူးတရားပွားများတော့ဘယ်လိုပွားများလဲ။ငါရဲ့ညနာသားရေလေးကြည်လင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ငါရဲ့ခန္ဓာကိုယ်ကြီးကပိန်ပြီးတော့မှာပေါ့နော်။တွယ်လျရနေတဲ့အတွက်ကြောင့်မလို့လှပနေလို့ကျေးဇူးတင်ပါတယ်လို့ရေးတယ်။ဒါပေမဲ့အဲ့ဒီခန္ဓာကိုယ်အဲ့လိုဖြစ်ဖို့လောက်လားဆိုတော့ဘာမှမလုပ်ဘူး။ဘာဆိုဘာမှမလုပ်ဘူးအနေ။အစားအသောက်လည်းမရှောင်။အဲ့ချိန်လည်းမမှန်ဘူး။လေးချိန်လည်းမလုပ်ဘူး။ဘာမှမလုပ်နေပဲနဲ့အနေကျေးဇူးထိုင်တင်နေတာ။အဲ့တော့ဘာမှမပြောင်းလဲလား။ action လေးကိုကျေစုတင်တာကိုလေ့ကျင့်ပါငါရဲ့ခန္ဓာကိုယ်လေးကျမ်းမာပြီးတော့လှပပြော့ပြောင်းပြီးတော့ပြေပြစ်ဖို့အတွက်ငါကမနက်ခင်းတိုင်းထားပြီးတော့လေ့ကျင့်ခန်းလေးလုပ်နိုင်ခဲ့တဲ့အတွက်ယေရှုတင်ပါလေ action တွေကိုစပြီးတော့ရေးပါတကယ်မလုပ်ဖြစ်သေးလဲလုပ်တဲ့အရာတွေကိုထည့်ရေးပါနော်လုပ်တဲ့အရာတွေကိုထည့်ရေးရမယ်ကိုယ်အဲ့လိုရင်းရင်းနဲ့ဘာဖြစ်လာမလဲဆိုတော့ငါတကယ်ကြီးလုပ်ဖို့လိုနေတာပါလားဆိုတာဖြစ်လာလိမ့်မယ်ပထမ3ရက်လောက်ကအနီစာထဲမှာထည့်ရေးတယ်ဒါမဲ့တကယ်လည်းမလုပ်နိုင်သေးဘူး ငါလေးချင်းငါထားလို့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ငါ့မျက်နှာအသားရေလေးကြီးလင်းသွားအောင်ငါရဲ့စားတောက်နေထိုင်မှုပြောင်းလဲတဲ့အတွက်ကျေးဇူးတင်ပါတယ်။၃ညလောက်ထိရေးတယ်။တကယ်လက်တွေ့ဘာမှမလုပ်သေးဘူး။နောက်ကျတော့ကိုကိုကို guilty ဖြစ်လာတယ်။အော်ငါလုံးဝမဲ့ဟာကိုလည်းတီလဲတီနေတယ်။ထဲလဲရေးနေရတာနဲ့လက်တွေ့ကျတော့ငါဘာမှမလုပ်နေပါလားဆိုရယ်စိတ်နဲ့ကိုကိုကို push လုပ်လာတယ်။အဲ့တော့အနေရောအနေဘာလို့လဲဆိုတော့နောက်နေ့ကစပြီးတော့မှ credit card ရဲ့မှာထည့်ရေးတဲ့ action တွေကိုစပြီးလုပ်လာတယ်။ မြင်မြင်ဆက်ဆက်မဲ့ reset တွေကတိတာလာတယ်။ငွေချင်းတဲ့ပတ်သက်ရတဲ့အဲ့လိုပဲအနေဒီလက်ရှိအလုပ်ကိုမကြိုက်ဘူး။ထွက်ချင်တယ်။ဒါပေမဲ့အကြောင်းမျိုးကြောင့်မထွက်နိုင်ဘူး။ကိုယ့်ရဲ့စာထဲမှာကျတော့တစ်လကိုသိန်းတရာရလို့ရေးထားတယ်။ဒါပေမဲ့ရတဲ့လကတစ်လကိုအနည်းအဲ့တော့က9000မရတယ်။အဲ့တော့9000မရတဲ့အလုပ်ကိုအနည်းကထွက်လဲမထွက်နိုင်ဘူး၊စွန့်လဲမစွန့်လွှတ်နိုင်ဘူး။နောက်ထပ်ဝင်ဝင်ရမယ့်အလုပ်နဲ့ပတ်သက်ပြီးတော့လည်းအနည်းဘာမှ research ရှာဖွေရရဲဘာမှမလုပ်ဘူးသူ့ကိုမှလည်းမမေးဘဲနဲ့အဲ့ဒီဝင်ဝင်တိုးဖို့အတွက်ပဲထိုက်ပြီးတော့ရေးနေတာ။ အော်မဟုတ်ဘူးငါ risk တစ်ခုတော့ယူရမယ်ဆိုအနေဘာလို့လဲငါရဲ့လက်ရှိအလုပ်ကိုကိုလည်းမပြောတော့ဘူးလုံးလဲမလုပ်ချင်တော့ဘူးအဲ့တော့ငါရဲ့လက်ရှိအလုပ်ကိုငါကစွန့်စားပြီးတော့ထွက်ခဲ့နိုင်ပြီးတော့မှငါရဲ့ဝင်ငွေတွေတိုးပွားစေမယ့်အလုပ်တစ်တခုစီးပွားရေးတစ်တခုကိုရင်းနှီးမြှုပ်နှံခဲ့တဲ့အတွက်ကျေးဇူးတင်တယ်လို့စာရေးတယ်။စာချင်မှတော့မထွက်နိုင်သေးဘူးပေါ့အလုပ်ထွက်ဖို့ဆိုတာလွယ်တာမှမဟုတ်တာအများကြီးစဉ်းစားတယ်။ intuition နဲ့ချိတ်ဆက်ပါလို့အနည်းအကျံပြုတယ်။ငါထွက်တဲ့နဲ့ထွက်ပြီးတော့ငါတခုခုကိုလုံးတဲ့နဲ့ဆိုတဲ့အတွေးတွေတောက်လျှောက်ရတယ်။ ငါးရက်မြောက်လောက်မှာအလောကထွက်ပလိုက်တယ်။ဘာပဲဖြစ်ဖြစ်ငါပြောင်းလဲမှုတစ်ခုကိုလိုချင်တယ်ဆိုရင်ပြောင်းလဲမှုတစ်ခုကိုကိုကစမှာပဲဖြစ်ပဲ။ဘာပြောင်းလဲမှုမှမလုပ်နိုင်ပဲနဲ့ယေရှုတရားကြီးပဲထိုင်ပွားများနေပြန်ရင်လည်းမဖြစ်နေသေးဘူးဆိုအလောထွက်ပလိုက်တယ်။အနေဘာစလုပ်လိုက်လဲဆိုတော့အဲ့တော့အနေတကယ်ချင်းတယောက်နဲ့ပေါင်းပြီးတော့ပြည်တွင်းမှာစာအုပ်ကလေးထုတ်ဖြစ်တယ်။နော်ပြည်တွင်းမှာစာအုပ်ကလေးထုတ်တယ်အရင်နေ့တိတ်မရှိဘူးဒါပေမဲ့ နှစ်ယောက်ပေါင်းနဲ့အရင်နေ့ခွနှစ်သိန်းလားရှစ်သိန်းလားအနေတို့မှာရှိတယ်ရှိတော့အဲ့ဒီပတ်ဆက်လေးနဲ့အနေတို့ဆလုပ်ဖြစ်တယ်ပေါ့နော်အဲတဖြည်းဖြည်းနဲ့အနေတို့တစ်စင်ပြီးတစ်စင်တက်လာတယ် risk ယူလာတယ်အဲ့တော့ action plan gratitude ပေးပါပြစ်စုံပဲ present moment တွေကိုကျေးဇူးတင်ပြီးဆိုရင် action plan တွေကိုထည့်ဆွဲပြီးတော့ကျေးဇူးတင်ပါနောက်ဆုံးကြမှာ future gratitude ကိုလုပ်ပါမရောက်လာတည်တဲ့ကံကောင်းခြင်းတွေကိုလက်ခံဖို့အစဉ်အင်းဖြစ်နေကြကျေးဇူးတရားပွားများပါ တော့ကိုလိုချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့အရာတွေကိုလုံးချင်တဲ့အရာတွေအားလုံးကလက်ခံဖို့အတွက်အစင်းနဲ့ဖြစ်နေပြီးဖြစ်လို့ဂျေစုတင်ပါတယ်ကိုဘွားတွေကိုဝင်ရောက်လာပြီးဖြစ်တဲ့အတွက်ဂျေစုတင်ပါတယ်မကြခင်မှာလက်ခံရရှိတော့မှာဖြစ်တဲ့အတွက်ဂျေစုတင်ပါတယ်ဆိုတာကိုရေးတယ်ဒီခါလေးကျတော့လည်းအနေအခုလက်ရှိမှာပဲပေါ့နော်လက်ခံရရှိနေပြီးတကယ်တော့ပုံစံမျိုးနဲ့လည်းရေးလေးရှိပါတယ်ဒါကတော့ကိုယ်စိတ်ထဲမှာရှိတဲ့အတိုင်းပေါ့ တော့အရင်အဓိကပြောချင်တာကတော့ဂျေစုတရားရဲ့လှုပ်ဝဲချက်ကဘာလဲဆိုတော့အနာကမှာကိုလိုချင်တာတွေကြီးကိုပဲဂျေစုတရားပေးနေရတာမဟုတ်ဘူးပြစ်ဆုံးပဲကောင်းချင်ဆိုးချင်တွေကိုလည်းဂျေစုတင်တတ်ပြီးတော့မှ action တွေကိုလည်းတွဲပြီးတော့ဂျေစုတင်တတ်တာဖြစ်ပါတယ်ကိုလုံးရမယ့်အရာတွေကိုဂျေစုတရားနဲ့လှုံ့ဆော်တာကိုကိုကိုနှိုးစော်တိုက်တွန်းတဲ့တဘောပေါ့ဒါတွေလုံးဖို့လိုရဲဆိုတာကိုဖက်ဆိုအရင်လူသားတွေကကိုအတွက်ဘာလုံးဖို့လိုလဲဆိုတာကိုကိုရာကသိပါတယ်မသိဘူးဆိုတာမဟုတ်ဘူးမသိခြင်းကိုစောင့်ထားတာပဲဖြစ်လိမ့်မယ် I am lost လို့ပြောတဲ့လူတော်တော်များများတကယ်တော့မသိကြအောင်စောင့်ထားတာသူတို့ရဲ့ comfort zone လေးတွေကထွက်လာဖို့အတွက်ကြောက်ရွံ့တဲ့ fear တွေ limiting belief တွေအဲ့အရာရှိနေလို့သူတို့က I can't ဆိုတဲ့ပုံစံမျိုးကိုမပြောချင်တော့ I don't know ဆိုတော့သူကပြောလိုက်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုဖန်မျိုးများကိုအနေကခိုင်မာတဲ့ယုံကြည်မှုလေးတစ်ခုတည်ဆောက်စေချင်ပါတယ် ယေရှုတရားနဲ့ကိုယ့်ရဲ့ဘဝကိုအမှန်တကယ်ပြောင်းလဲနိုင်ပါတယ်။ယေရှုတရားရဲ့စွမ်းအားကိုယုံကြည်ပါ။ဒါပေမဲ့ယေရှုတရားဟာကိုထိုင်နေပြီးတော့ကိုယ့်ရဲ့ဘဝကရုပ်တရက်ပြောင်းလဲသွားတဲ့ magic trick တခုတော့မဟုတ်ပါဘူး။ကိုယ်ကယေရှုတရားကိုနေတိုင်းနေတိုင်းပွားများရင်းနဲ့ယေရှုတရားကနေကိုယ့်ရဲ့ရေကိုယ့်ရဲ့လက်ခံနိုင်တဲ့အရေးချင်းတွေကိုဖွင့်ပေးနိုင်ရတဲ့သင်ခန်းစာတွေကိုတည်ယူနိုင်ရပါမယ်။ ပြောင်းလဲမှုတွေလုပ်နိုင်ရမယ်စွန့်စားမှုတွေလုပ်နိုင်ရမယ်ဂျေစုတရားနဲ့အတူတူကိုကိုကိုလုံဆော်ရမယ်ကိုယ့်ရဲ့ comfort zone လေးတွေကရုံထွက်လာရမယ်ကောင်းတဲ့အချက်ရောမကောင်းတဲ့အချက်ကိုအားလုံးကို gratitude ပွားများပေးနိုင်ရပါမယ်ဒါမှသာလေယေရှုတရားနဲ့ကိုယ့်ရဲ့ဘဝကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်။အနေရောတွေ trend အရမြင်နေရတဲ့နေနေလေးထိုင်နေယေရှုတရားပွားများတဲ့လိုချင်တာတွေရနေပြီလို့မြင်ရောင်းနေဆိုတာတွေကတကယ်တော့ sugar coated ဖြစ်ပါတယ်။အပေါ်ရန်လေးပဲ ဒါတရားရခိုင်နှုံးကိုတရားတရားနှစ်ဖြစ်သွားအောင်ဖြည့်ပေးလိုက်တဲ့အရာမျိုးလေးပဲတကယ်တရားပြည့်အောင်လို့ပြောင်းလဲမှုတွေကကိုကိုရေကလောက်ရမှာဖြစ်ပါတယ်တရားပြည့်အောင်လို့ကိုကပြောင်းလဲမှုတွေလုပ်ပေးသွားမှ sugar coated လုပ်တယ်ဘဝနေပြောတာအချိုရည်လေးတုပ်ပေးလိုက်တဲ့သဘောမျိုးလေးဖြစ်ပါတယ်အဲ့ဒီနေရာဆက်ပြီးတော့မှ Enroso Family များကျေးဇူးတရားပွားများရင်အဆင့်30ပုံဆက်3မျိုးနဲ့ပွားများပါနံပါတ်1ကိုယ်ပြစ်စုံပဲကောင်းချီးဆိုခြင်းနဲ့အားလုံးကို gratitude ပေးပါအထူးသဖြင့်ကိုမကြိုက်တဲ့အခြေအနေတွေကိုပို့ပြီးကျေးဇူးတရားပေးပါ ကိုယ့်အတွက်ပူပန်စေတဲ့အခြေအနေတွေကိုကြောက်နေတဲ့အရာတွေကိုနဲ့အစင်မပြေတဲ့လူတွေသူတို့တွေကိုပို့ပြီးတော့ဂျေဆုတရားပေးပါရအောင်ပေးပါရအောင်ရှာပါနံပါတ်1 action plan gratitude လုပ်ပါကိုကိုရိုင်းကရောဘာရီပြောင်းလဲမို့လို့နေလဲကိုကိုကိုနှိုးစော်ပါလှုံစော်ပါကိုပြောင်းလဲရမယ့်အရာတွေကိုတိဆုံးပါကိုဘူအောင်ပြောင်းချင်ကိုစိတ်ကအရင်စပြောင်းရမှာကိုရဲ့ငွေကြေးကိုတိုးတက်စေလက်ရှိအလုပ်ကိုစပြီးပြောင်းလဲဖို့အားယူရမှာကိုကိုရိုင်းပဲဖြစ်တယ်နံပါတ်1ပါပြီးတော့မှနံပါတ်3 future gratitude ပေးပါမရောက်လာသေးတဲ့ကိုယ့်ရဲ့အလိုဆန္ဒတွေကိုလက်ခံဖို့အစင်သည်ဖြစ်နေပြီဆိုတဲ့အကြောင်းကိုကျေးဇူးတရားပေးလိုက်ပါအဲ့တော့အနည်းငယ် bonus အနေနဲ့ဒါ motivation inspiration လေးအနေနဲ့အနည်းငယ် success story လေးကိုလည်းအနည်းပြောပြပေးခြင်းနေအနည်းကဒီကျေးဇူးတရားနဲ့ကိုယ့်ဘဝကိုပြောင်းလဲနိုင်ခဲ့တဲ့အချိန်မှာပထမဦးငွေကြေးဝင်ငွေတွေကိုစပြီးတော့ပြောင်းလဲပေးနိုင်ခဲ့ပါတယ်အရင်ကအနည်းငယ်ဝင်ငွေကတောင်းငင်းနေမှရှိရဲ့ဒါတော့မှ အဲ့ဒီဝင်ငွေမရှိဘဲနဲ့ရေရာကိုပါဖြစ်ချင်မှမတီးခဲ့တဲ့အချိန်တွေကအကြာကြီးတနည်းလောက်နည်းလောက်လေလွင့်နေခဲ့တာပြီးရခမအညီတောင်းကနေလောက်ဝင်ငွေလေးစရတယ်တောင်းကနေကနေသိန်းကနေလောက်စပြီးရတယ်အခုမှတော့အနေပုံများတဲ့ဝင်ငွေပမာဏတွေကိုဝင်နေပြီဖြစ်တယ်နောက်အကြီးမားဆုံးပြောင်းလဲနိုင်ခဲ့ရတာတော့အနေအား town house လေးတဲ့ကို move in လုပ်နိုင်ခဲ့တယ်။အရင်ကအနေတိုက်ခဲလေးမှာနေတယ်။အော်တိုက်ခဲလေးမှာနေရကနေပြီးတော့အခုကိုကိုကိုယ်တိုင်ရက်တည်ပြီးတော့မှကိုယ့်ရဲ့ကိုယ်ပိုင်အင်္ဂလီ town house တင်းနဲ့အနေနေနိုင်ခဲ့တယ်။ ကိုယ့်ရဲ့မိသားစုဖြစ်တဲ့သူတွေကိုနိုင်ငံရေးချဖို့အနီပို့ပေးနိုင်ခဲ့တယ်။အရင်တော့ဆိုစိတ်ဓာတ်မကူခဲ့နိုင်ဘူး။ကိုကိုရိုင်းတွားဖို့ဒါမဖြစ်နိုင်တာမိသားစုတွေပို့ဖို့ဆိုရင်မပြောနဲ့တော့ပေါ့နော်။အဲ့တော့အခုကိုကိုရိုင်းကလည်းအနီနိုင်ငံရေးချဖို့နိုင်ငံပေါင်းဆိုရင်အနီကကိုယ့်ရဲ့ကိုပိုင်ဝင်ဝင်နဲ့ပြည်ပနိုင်ငံသုံးနိုင်ငံကိုအလဲတွားနိုင်ခဲ့တယ်။နောက်အနီအခုပြည်ပနိုင်ငံမှာပဲကိုရဲ့ဝင်ဝင်နဲ့ကိုအခြေချပြီးရက်တည်နိုင်ခဲ့တယ်။ကိုမိဘတွေကိုလည်းခေါ်နိုင်ခဲ့တယ်။ ကိုမိဘတွေရောလည်းနိုင်ငံရဲ့အခြားအနေလေးချိန်တိုက်တိုက်ပို့နိုင်ခဲ့တယ်ပေါ့နော်ဒါ vacation အနေနဲ့အနေပို့နိုင်ခဲ့တယ်နောက်တစ်ခါအနေရဲ့ကိုအနေပျော်တဲ့အလုပ်တကယ်စိတ်ဝင်စားတဲ့အလုပ်ကိုလုပ်ရင်းနဲ့လည်းငွေကြေးပတ်စံတွေတိုးပွားလာနေခဲ့တယ် income မှာအနေ passive income ကိုတည်ဆောက်နိုင်ခဲ့တယ် passive income ကတော့အနေကိုယ်တိုင်ကလုပ်နေမှာမဟုတ်ဘူးကိုကိုယ်တိုင်ကမလုပ်လဲဝင်ဝင်ဝင်နေတဲ့ business မျိုးပေါ့နော်အဲ့ဒါကိုအနေလုပ်နိုင်ခဲ့တယ် နောက်တစ်ခါအနေချီရတဲ့သူနဲ့လည်းစုံစည်းနိုင်ခဲ့တယ်။ဒါလေးအနေရဲ့ love success stories မှာလည်းအနေ sharing လုပ်ပေးခဲ့တာလေးရှိတယ်ပေါ့နော်။ဆိုတော့အနေကအနေရဲ့ twin flame နဲ့လည်းစုံစည်းနိုင်ခဲ့တယ်။အတူတကွာအခြေတကြကိုယ့်ရဲ့ twin flame နဲ့လည်းပဲနေနိုင်ခဲ့ပါတယ်။ဆိုတော့အနေ life ကပြောင်းလဲခဲ့တာလေးအများကြီးရှိတယ်ပေါ့။ကျန်တဲ့ပိုင်ဆိုင်မှုတွေလည်းအနေတိုးပွားလာခဲ့တာလေးရှိတယ်။ဒါပေမဲ့ material ပစ္စည်းတွေဖြစ်တဲ့အတွက်ကြောင့်မို့အနေအများကြီး focus မလုပ်ချင်တော့ဘူး။အဲဒီကတော့ကိုယ့်ရဲ့ အာကိုလိုချင်ပါတယ်ငငယ်တော့ကိုလိုချင်ခဲ့တဲ့အရာတွေပေါ့ဒါလိုဖုန်းလေးတွေ laptop လေးတွေအင်ဂျီလေးတွေဒါလေးတွေလိုချင်ခဲ့တယ်လွန်ခဲ့တဲ့နှစ်နှစ်လောက်သုံးပါပေါ့ဒါပေမဲ့အခုတော့အနည်းတိကျဖို့တန်ဖိုးရှိတဲ့အရာတွေကိုပိုင်ဆိုင်နေပြီအဲ့ဒါကတော့အနည်းကိုအချိန်တွေကိုကိုပိုင်နေ freedom ကိုရထားတယ်ကိုအတွက်ကောင်းမွန်တဲ့မိတ်ဆွေတငယ်ချင်းနေနဲ့အနည်းအတူရှိနေတဲ့ connection ကိုအနည်းပိုင်ဆိုင်ထားတယ် awareness ပြည့်စုံကြွယ်ဝခြင်းတွေကိုအနည်းပိုင်ဆိုင်ထားတယ် စိတ်ပိုင်းဆိုင်ရာ balance ရုပ်ပိုင်းဆိုင်ရာ fairness အားလုံးပြည့်စုံကြွားခြင်းကိုပိုင်ဆိုင်ထားပြီးပြီဖြစ်တယ်။ love ချစ်ခြင်းမြတ်တာကိုလည်းအနီးရနေပြီဖြစ်ပါတယ်။ဆိုတော့ဒီလေးခုလုံးကလူငယ်6နှစ်ရာအနည်းနဲ့ပြန်ရှင်ကြည့်လိုက်ရင်အဲ့ဒီအနီးမှာဘာမှမရှိသေးဘူး။သူမချစ်ချင်းမြစ်တာလည်းမရှိဘူး abandonment လည်းမရှိသူ့ချိန်တယ်လည်းသူမပိုင်သူ့ကိုသူတော့ဘာလို့ချင်တယ်မှမသိနေဘူးလူတိုင်းနဲ့လည်းမတည့်ဘူးကို့ကိုအကူကြီးကောင်းပေးမဲ့မိတ်ဆွေဆိုတာမပြောနဲ့သူဘယ်သူနဲ့မှမတည့်ဘူးဘယ်သူနဲ့မှမတည့်ငယ်ချင်းလည်းမတည့်ဘူးမိဘနဲ့လည်းမတည့်ဘူးသူဘယ်သူနဲ့မှမတည့်ဘူး ဆရာသမားကောင်းဆိုတာလည်းတော်မှမရှိဘူးရှာဖွေခြင်းစိတ်လည်းမရှိဘူးအခုကတော့အနေဒီပြောင်းလဲသွားခဲ့ပြီ gratitude နဲ့ကိုယ့်ရဲ့ဘဝကိုပြောင်းလဲနိုင်ခဲ့ပြီတို့တော့ဒီနေရာကအဆုံးသက်မဟုတ်နေသေးပါဘူးအနေနဲ့အမြဲ remind လုပ်ပါတယ် gratitude camp နေ့တိုင်းမှာလည်းအမြဲ remind လုပ်တယ်ကျေးဇူးတရားကကိုယ့်ရဲ့ဘဝကိုပို့ပြီးတော့ချမ်းသာကြွယ်ဝလာစေမှာမှန်ကန်ပါတယ်။ဒါပေမဲ့အဲ့ဒီချမ်းသာကြွယ်ဝမှုဟာအကျိုးရှိစွာပြန်လဲအသုံးချပေးရမယ့်ချမ်းသာကြွယ်ဝမှုဖြစ်ပါတယ်။အကျိုးရှိတာတွေလှုပ်ဖို့အတွက်လှုပ်နိုင်စေဖို့ ချွဲတာကြွယ်ဝမှု အကျိုးရှိတာတွေကိုလုံနိုင်စေဖို့အတွက်ရလာတဲ့ချမ်းသာကြွယ်ဝခြင်းဖြစ်ပါတယ်။အနည်းဘဝတွေကဒီချမ်းသာကြွယ်ဝခြင်းကိလေသာတွေထဲမှာပဲပျော်မွေ့နေဖို့မဟုတ်ပါဘူး။ကိုယ်ဘဝအတွက်တကယ်အသေးပဲရှိတဲ့အရာကိုဆက်လုပ်နိုင်ဖို့အချိန်ပိုတွေထွက်လာတာပါ။တကယ်အသေးပဲရှိတဲ့အရာကိုလုံနိုင်ဖို့အတွက်ငွေကြေးတွေပို့ပြီးတော့ထွက်လာတာပါ။အနည်းဘဝကိုယ်မှလည်းကိုယ်အချိန်ကိုလည်းမပိုင်ဘူး။ကိုယ်ကငွေကြေးပတ်စံဆိုတာလည်းကိုယ်မှလည်းမရှိနေဘူးဆိုရင်နေ့တိုင်းရုံးကဲလှောက်ရှားနေရင်လည်း ကိုအတွက်အတိတ်ပဲရှိတာတွေလည်းလုံနိုင်မှာမဟုတ်ဘူးလေနော်အဲ့တော့အနေတို့က gratitude နဲ့ကိုယ့်ရဲ့ lucky channel ကိုတိဆောက်ပြီးပြီဆိုရင်တော့ပို့ပြီးတော့အတိတ်ပဲရှိရဲ့ lokutra channel ကိုဆက်လက်ပြီးတော့ရရှိဖို့အားထုတ်နိုင်မှာဖြစ်ပါတယ်အဲ့တော့ Jesus တရားပွားများခြင်းဆိုတာဘာသာရေးယူဆနေလည်းမဟုတ်ပါဘူးတစ်ဖက်ဆိုရဝါသာရေးလည်းမဟုတ်ပါဘူးလောဘကိုအခြေခံနေတဲ့လေ့ကျင့်ကဏ္ဍလည်းမဟုတ်ပါဘူးလူတယောက်ဟာသူ့ဘဝရဲ့အမြင့်ဆုံးပုံစံကိုရောက်နိုင်စေဖို့ သူ့အတွက်စက်မှန်တဲ့ပြည့်စုံကျွဲဝခြင်းစက်မှန်တဲ့ဉာဏ်ပညာတွေကို ရရှိနိုင်ဖို့အတွက်ဘဝပြောင်းလဲနိုင်တဲ့ဘဝပြောင်းအမှုပညာတစ်ခုတည်းလည်းဖြစ်ပါတယ်အဲ့အနေနဲ့ဒီနေ့ဗီဒီယိုလေးဟာဆိုဖန်မီယာအားလုံးအတွက်အထောက်အကူဖြစ်မယ်လို့အနေယုံကြည်ပါတယ်။အနေနဲ့ဗီဒီယိုလေးဟာလေအများကြီးစိတ်ခွန်အားတွေရစေမယ်လို့လည်းအနေယုံကြည်ပါတယ်။အနေနဲ့ဗီဒီယိုလေးကိုစုံနေကြည့်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အနေနဲ့နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ဆုံကြပါမယ်နော်။ကျေးဇူးတင်ပါတယ်။